မင်္ဂလာပါနော်ဒီနေ့ပန်ကိတ်လုပ်နေလေးပြောပြပေးပါမယ်နော်အရန်ဟိုဟာရဖြစ်တဲ့မုံလေးပါနော်ပါဝင်ပစ္စည်းတွေကိုလည်းပြောပြပေးပါမယ်နော်ဂျုံမုံပထုပ်တဝက်သုံးပါမယ်ချက်ဦးတလုံးဘေကင်းပေါင်းလာလို့ပါတယ်တကြားနဲ့နှုံမုံတထုပ်လို့ပါမယ်ဗနီလာအနက်နဲ့ဗနီလာနက်ကရှင်နဲ့ထည့်ပါမရှင်နဲ့မထည့်ပါနဲ့ငေကောက်နဲ့ငယ်လိုအပ်ပါတယ်စားနဲ့ငယ်လိုအပ်ပါတယ်စီနဲ့ငယ်လိုအပ်ပါတယ် ေတစ်ခွက်ရေနွေးအနှံငယ်လိုအပ်ပါတယ်။ရင်းဆုံးဂျုံမုတ်တထုပ်ကိုထည့်ပါမယ်။နှုံးမုတ်ကိုလည်းရေနွေးနဲ့ဖြော်ထားပေးပါမယ်နော်။ပိတ်ကင်းပောင်းကအနှဲငယ်လေးထည့်ပါမယ်။စားအနှဲငယ်ထည့်ပါမယ်။ငရုတ်ကောင်းအနှဲငယ်ထည့်ပါမယ်နော်။ တခြားဆယ်စုံထည့်ပါမယ်စုံသေးလေးနဲ့ပါအချိုးကြောက်ရင်တော့ short ထည့်ပါနော်ရှင်းတော့လိုအပ်တော့ပဲအရင်ထည့်ပါမယ်နော်ပြီးရင်ငွေပါမယ်မပြစ်မကျဲအနေထားအထိငွေပါမှာနော်ဒီ walk နဲ့လောက်မထည့်ပါဘူးเนาะလိုအပ်တဲ့လောက်လေးပဲထည့်ထည့်ပေးသွားပါမယ် ပြီးနုံမုံပြောထားတာကိုပေါင်းထည့်ပါမယ်။ကြုံတလုံးထည့်ပါမယ်။ဗနီလာအနက်အနှဲငယ်လေးထည့်ပါမယ်။မရှိရင်မထည့်လို့ရပါတယ်နော်။ပြီးရင်သမောင်းအကုန်လုံးရောင်းဝင်ပေးပါမယ်နော်။မပြစ်မကျဲအနေထားအထိအကုန်လုံးဂျုံလေးဂျုံသွားတဲ့ခြေသွားတဲ့အထိမှုပေးပါမယ်နော်။ခြေသွားပြီဆိုလို့ရှိရင်စကားနဲ့စစ်ပါမယ်နော်။ ီလိုမပြည့်မကျဲအနေထားဆိုရပါပြီ။ကိုရဲကိုစီအနေငယ်ထည့်ပါမယ်နော်။နည်းနည်းပဲထည့်ပါမယ်။စီပူလာပြီဆိုလို့ရှိရင်မုံရီနှစ်စွန်းသုံးစွန်းလောက်လောင်းထည့်ပါမယ်။လောင်းထည့်ပြီးတော့အဖုံးအုပ်ထားပေးပါမယ်နော်။မီးအေးအေးလေးနဲ့ပဲလုပ်ပါမယ်နော်။10မိနစ်2မိနစ်လောက်ဆိုရင်ရပါပြီ။ တစ်ဖက်ရရင်တစ်ဖက်လမ်းပါမယ်အဖုံးပြအောင်ထားပြပါမယ်နော်ဒါဆိုရင်ရပါပြီနော်အဲ့လိုနဲ့တစ်ချက်ချင်းလုပ်တော့ပြပါမယ်နော်ဖုံးအုပ်ထားတဲ့အချိန်ကိုမီးမပြင်းပါစေနဲ့နော်မီးပြင်းရင်တူးတတ်ပါတယ် တစ်ချက်ချင်းလောက်သွားပြပါမယ်နော်ပြီးရင်ပွားလေး노စီလေးစမ်းရပါပြီမနက်စာဖြစ်လဲစားလို့ရပါတယ်စနက်ဖြစ်လဲစားလို့ရတယ်အရန်ကိုအဟာရပြေးွားတယ်ပန်ကိတ်ကလေးပါနော်ဟင်အတတနဲ့မီနေရတော့တအားကြိုက်ပါတယ်ပွားလေး노စီလေးဖြူးပေးလိုက်ရပါပြီကျေးဇူးတင်ပါတယ်ရှင်